drone နဲ့ missile တုံးနည်းပညာများလေ့လာကြဖို့ belarus နိုင်ငံမှာရောက်ရှိနေတဲ့ပညာသင်တွေကိုစစ်ကောင်းဆောင်ပြောဆိုလိုက်တဲ့သတင်းကိုဖော်ပြပေးပါမယ်။အာနာဘင်းစစ်ကောင်းဆောင်မရောက်နိုင်က belarus နိုင်ငံမှာပညာသင်ကြားနေတဲ့စစ်ရာရှိများနဲ့တွေ့ဆုံခဲ့ပြီး drone နဲ့ပတ်သက်တဲ့နည်းပညာများ missile နည်းပညာများကိုလေ့လာကြရန်မှာကြားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်းဆောင်မရောက်နိုင်ဟာဂျမန်နေညနေပိုင်းက ဘယ်လာရုရှ်နိုင်ငံမှာရှိတဲ့ပညာတော်သင်သင်တန်းသားများနဲ့ဆေးရရှိများကိုတွားရောက်တွေ့ဆုံခဲ့ပြီးပြောင်းလဲတိုးတက်နေတဲ့ဤပညာများကိုစင်စစ်မပြတ်လေ့လာအားထုတ်သွားကြဖို့နဲ့ drone နဲ့ missile ဤပညာများလေ့လာကြဖို့ပြောကြားခဲ့တဲ့အပြင်နိုင်ငံတော်နဲ့တက်မတော်ကိုတစ္ဆာဆောင်သိရန်မှာကြားခဲ့တယ်လို့လည်းစစ်ကောင်စီဝါရဖြန့်မီဒီယာများမှာဖော်ပြထားပါတယ်။လက်ရှိနိုင်ငံအနှံ့တိုက်ပွဲများမှာစစ်ကောင်စီတပ်ကအစစ်မြင့်ခေတ်မီ drone များကိုကြဲကြဲပြန့်ပြန့်အသုံးပြုတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ထို့ပြင်ဂျမ်ဖက်စစ်ကောင်ဆောင်ကရွေးကောက်ပွဲမဲပသမမှုများကြောင့် 2021ခုနှစ်မှာနိုင်ငံတော်အားတာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်တာကြောင့်ရွေးကောက်ပွဲပြန်လည်ကျင်းပပြီးလွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းကသာနိုင်ငံရေးအရအကောင်းဆုံးဖြေရှင်းခြင်းဖြစ်ပြီးလွတ်လပ်၍တရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမကြာမီကျင်းပသွားမယ်လို့လည်းပြောကြားထားပါတယ်။ဆက်ဆက်သတင်းတပုတ်ကိုလည်းဆက်ပြီးပြောပါမယ်။ဘယ်လာရုစ်နိုင်ငံမှာရောက်ရှိနေတဲ့အာနာသိစစ်ကောင်းဆောင်မရောက်နိုင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာဘယ်လာရုစ်နိုင်ငံမင်းစ်မြို့မှာရှိတဲ့ Miss Creta Wax Tonsa ဆက်ယုံနဲ့ Sluches Patri Nomo Sayong, Verma Property Sewa Sayong တို့ဇွန်လ26နဲ့29ရက်နေ့တို့မှာတွားရောက်လည်လာခဲ့ကြတယ်လို့စစ်ကောင်စီပိုင်းသတင်းစာများမှာဖော်ပြထားပါတယ်။စစ်ကောင်ဆောင်မရောက်နိုင်ကမြန်မာနိုင်ငံရဲ့စစ်မှုလေယာဉ်ကဏ္ဍစိုက်ပျိုးရေးကဏ္ဍနဲ့ရင်ရန်တရားထုတ်လို့ရေးမှာဘယ်လာရုစ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီနောက်ဘယ်လာရုစ်သမ္မတအပါအဝင်တာဝန်ရှိသူများနဲ့တွေ့ဆုံရမှာနိုင်ငံရေး၊ကျန်းမာရေး၊လူသားချင်းစာနာထောက်ထားရေး၊စီးပွားရေးစတဲ့ကဏ္ဍတို့မှာ ်တနိုင်ငံပိုးပေါင်းဆောင်ရွက်နိုင်တဲ့နယ်ပယ်ပေါင်းစုံရှိနေပြီးဆက်လက်တိုးချဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။ဘယ်လာရုစ်နိုင်ငံသမ္မတ HE Mr. Alexander Grigorievich Lukashenko ကယခုချိန်တွေ့ဆုံမှုမှာယခင်ယခုနှစ်မလကတွေ့ဆုံဆွေးနွေးမှုများမှာဆက်လက်ဆွေးနွေးရန်ကြံရှိနေသည်များကိုဆွေးနွေးကြမှာဖြစ်ပြီးမြန်မာနဲ့ဘယ်လာရုစ်နှစ်နိုင်ငံအကြားပိုးပေါင်းဆောင်ရွက်ရေးဆိုင်ရာလမ်းညွှန်ချက်မြေပေါ် action plan ကို ဤပြူဟာမဟာပြူဟာကြကြရေးဆွဲဆောင်ရွက်သွားအောင်မှာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့စစ်ကောင်စီသတင်းများမှာဖော်ပြထားတာပဲဖြစ်ပါတယ်။အခုတခါမော်ဘီမြို့မှာရေစကန်ဘုံခွဲတိုက်ခိုက်ခံရပြီးထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းမှာရန်ကုန်တိုင်းမော်ဘီမြို့နယ်ပြည်လန်းနယ်အောက်မင်္ဂလာတုံးလမ်းမကြီးတောင်မှာရှိတဲ့မော်ဘီမြို့မှာရေစကန်ကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီ YA ဖွဲ့ထံကသိရပါတယ်။ဂျမန်နီဇွန်လ29ရက်ည7:25မိနစ်အချိန်ခန့်ကမော်ဘီမြို့မှာရေစကန်ကိုအဝေးထိုင်းပိုင်းနှလုံးနဲ့လက်ပြပုံးကပ်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုအတွက်မှာရဲစခန်းအတွက်မှာရဲတအုပ်ထိခိုက်မှုရှိတယ်လို့ YA မှတာဝန်ရှိသူတို့ကဆိုပါတယ်။တိုက်ခိုက်လိုက်တဲ့အချိန်မှာရဲတကောင်ထိသွားတာတော့တွေ့တယ်။ဖြစ်ပြီးနိုင်ဝဲအကျော်လာမှာလမ်းတွေပိတ်ပြီးစစ်ဆေးမှုတွေလုပ်နေကြတိုင်းပုံမှန်လုပ်တယ်။အခုမနေ့သွားကြည့်တော့ဘာမှမဖြစ်သလိုတရုတ်ဆောင်ထားပါတယ်လို့ရန်ကုန်အာမေ YA မှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။တိုက်ခိုက်မှုအပြင်မှာလည်းစစ်ကောင်စီဘက်ကလမ်းပေါ်မှာပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။မော်ဘီရဲစခန်းဟာတော်လိုင်းအင်အားစုများမျိုးပြပြောက်ကြားတပ်ဖွဲ့များရဲ့မကြာခဏပြစ်ခတ်တိုက်ခိုက်ခြင်းကိုခံရတဲ့ ရန်ကုန်တိုင်းအတွင်းကစစ်ကောင်စီအထိုင်ချရာစီးရေးပြစ်မှတ်တစ်ခုလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ညနေ6:50မိနစ်ခန့်ကမော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှရုံးကို Operation Frame OA အဖွဲ့ကအဝေးထိုင်းပိုင်းအုံပြုပြီးတကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။အလားတူ2022ခုနှစ်အောက်တိုဘာ30ရက်နေ့ညပိုင်းကလည်းမော်ဘီမြို့မှာရဲစခန်းကိုတောင်းအလံလွဲစစ်စင်ရေးမြေနဲ့မော်ဘီချင်းဆိုင် Guardian UG အဖွဲ့ကအဝေးထိုင်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီး နောင်ချိုမြို့သူစစ်တပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ရမှာစစ်မှုထမ်းတပ်သားတစ်တွေကိုမူးယစ်ဆီကျွေးကအသေးခံတိုက်ခိုင်းနေတဲ့တဲ့ရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုတင်ပိုင်နိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတစ်တွေကိုမူးယစ်ဆီကျွေးကအသေးခံတိုက်ခိုင်းနေပြီးစစ်တပ်ထံမှထွက်ပြေးနေတဲ့စစ်သားများကိုလည်းကဲထုတ်ပေးနေရတယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPLA တပ်ဖွဲ့မှတရင်ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။နောင်ချိုမြို့ကိုပြန်လည်တင်ပိုင်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာစစ်မှုထမ်းတပ်သားတင်များပြိုးလည်စစ်တန်းကြောင်မှကျောင်းဆင်းစစ်သားတွေကိုအုံပြုတ်ပြီးပြိုးလည်မျိုးဘက်မှစစ်ကြောင်းတစ်ကြောင်တောင်ခမ်းဘက်မှစစ်ကြောင်းတစ်ကြောင်စုစုပေါင်းစစ်ကြောင်းတစ်ခုနဲ့ထိုးစစ်ဆင်လျက်ရှိရမှာတစ်ဖက်သက်အပြစ်ခတ်ရက်စဲထားတဲ့တရားနာနေတဲ့မဟာမိတ်တပ်ပေါင်းစုတွေကခုခံတိုက်ခိုက်နေရတာဖြစ်တယ်လို့သိရပါဗျ။စေကျွေးပြီးနောက်ကနေအမိတ်ပေးတက်ခိုင်းတော့အစုလိုက်ပြုံလိုက်တတ်တယ်အစုလိုက်ပုံလိုက်သေးတယ်အဲ့ဒီသေးတဲ့အလောင်းတွေကိုကြော့ခွာပြီးနောက်ထပ်ထပ်တိုးတာမျိုးကအမြဲကြုံရပါဗျ။ ူသားတိုင်းဆိုလည်းဟုတ်တယ်အသေးခံတသားဆိုလည်းဟုတ်တယ်မြင်ရတဲ့မြင်ကွင်းတွေကကိုယ့်လူတွေပါသွေးပြက်ချင်စရာမျိုးပဲတကယ်လူစိတ်ပြောက်အောင်လှုပ်ထားတာပါကျွန်တော်တို့တပ်ဖွဲ့တွေရှိတာတိတိကျကျနဲ့တက်လာတာပြီးတော့ပြောက်တော့ထိုးနေတာအနီးကတက်ထိုးလာတော့အနီးကစော်ကြရတာကိုယ့်ဘက်ကလည်းထိခိုက်တာတွေရှိပါတယ်လို့ဒနုပြည်သူလူမျိုးရေးတက်တော် DPLA တက်ဖွဲ့မှသတင်းပြန်ကြားရေးတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ထို့ပြင်စစ်ကောင်စီတက်အတွက်မှထွက်ပြေးနေရတဲ့စစ်သားများလည်းရှိကောင်အချို့မှအကူအညီတောင်းခံလာတာကြောင့်ယခုရက်ပိုင်းအတွက်မှရှေ့ဦးထံမင်းကိုလည်းကဲထုတ်ထားရတယ်လို့သိရပါတယ်။ အဲ့ဒီလိုကဲထုတ်ပေးထားရသူတွေကိုတက်ဆိုင်ရနေမြေဒေသမှာရှိတဲ့တော်လိုင်းအဖွဲ့များနဲ့ချိတ်ဆက်ကလွတ်မြောက်နေမြေသို့ပို့ဆောင်ပေးခဲ့ရတယ်လို့လည်းသိရပါဗျ။စစ်မှုထမ်းဥပဒေနဲ့ဆွဲခံရပြီးတော့ရှေ့တန်းရောက်လာတဲ့သူတွေအကူအညီတောင်းလို့ကဲထုတ်ပေးရတာဒီရက်ပိုင်းမှာရှိရောက်ထက်မနေကိုရှိပါတယ်။အင်တော့ကြောက်ကိုပဲရောနောက်ချိုတဝိုက်မှာရောအမြဲလိုလိုဖမ်းမိတာထွက်ပြေးခြင်းလို့ခေါ်ထုတ်ပေးရတာတွေရှိတယ်။တက်ထဲကနေပြေးခြင်းတဲ့သူတွေကအများကြီးပဲ။ထိုးစစ်လုပ်ဖို့တက်မအောင်ចောင်းဆောင်ကဆွဲထုတ်ပြီးထိုးစစ်ဆင်နေတာပါ။အင်အားတွေကဟန်ပြထားတာပါ။ဝါရဖြန့်နာကအစား ရှိစုမဲ့စုအင်အားနဲ့တိတ်ခါဆင်ရှင်လို့မနိုင်မသိသိနဲ့ထိုးစစ်ဆင်နေတာပါလို့ဒနုပြည်သူလူမျိုးရေးတပ်တော် DBLA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။စစ်မှုထမ်းပေါ်တာဆွဲခံရမယ့်သူများအနေနဲ့လူမျိုးနေရာသို့တင်းရှောင်နေထိုင်ကြဖို့ပေါ်တာဆွဲခံရပြီးစစ်တပ်အတွင်းမှရောက်ရှိနေသူများအနေနဲ့လည်းမရောက်နိုင်တဲ့အပေါင်းပါလူတစုအတွက်အသက်အသေးမခံပဲရရနီလန်းရှာကရုံထွက်ကြဖို့တိုက်တွန်းထားပါတယ်။နိုင်ငံကစီးပွားရေးပိတ်ဆို့မှုကိုခံထားရတဲ့ရုရှားနိုင်ငံကဦးဆောင်သော Eurasian Economic Union EEU မှာအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ပေးဖို့အပြည်ပြည်ဆိုင်ရာရဲ့တန်ခတ်မှုကိုခံနေရတဲ့စစ်ကောင်းဆောင်မြောင်းလိုင်းကပန်ကြားလိုက်တဲ့အကြောင်းကိုဖော်ပြပေးပါမယ်။နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုကိုခံထားရတဲ့ရုရှားနိုင်ငံကဥဆောင်သော Eurasian Economic Union EEU မှာအဖွဲ့ဝင်နိုင်ငံဖြစ်လို့တယ်လို့အပြည်ပြည်ဆိုင်ရာရဲ့အရေးယူတန်ခတ်မှုကိုခံနေရတဲ့စစ်ကောင်းဆောင်မြောင်းလိုင်းကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ယမန်နေ့ကဘယ်လာရုစ်သမ္မတနိုင်ငံမှာပြုလုပ်တဲ့စရုပ်ရအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ရဲ့မျက်နှာစုံကြည့်အစည်းအဝေးမှာစစ်ကောင်းဆောင်မရောက်နိုင်ကအထပ်ပါတိုင်းပြောဆိုလာခြင်းလည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်မရောက်နိုင်ကမြန်မာနိုင်ငံအနေနဲ့ဥရောပအာရှစီးပွားရေးတမကယူရိရှန်အီကော်နမီယူနီယံ EAEU ရဲ့မိသားစုအဖွဲ့ဝင်နိုင်ငံဖြစ်ပါဝင်ရန်များစွာစိတ်အားထက်သန်လျက်ရှိပါကြောင်းနဲ့မြန်မာနိုင်ငံကိုဥရောပအာရှစီးပွားရေးတမကရဲ့လေးလာသူနိုင်ငံဖြစ်စောလျင်စွာပါဝင်နိုင်ဖို့အတွက်ထောက်ခံဆောင်ရွက်ပေးပါရန်အလေးနက်မေတ္တာရက်ခံလိုကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ယူရိရှန်အီကော်နမီယူနီယံ EU ကဥရောပအာရှစီးပွားရေးသမဂ္ဂဟာရုရှားနိုင်ငံကဥဆောင်၍2015ခုနှစ်မှာထူထောင်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံ၊ကာဇက်စတန်နိုင်ငံ၊ကာဂျစ်စတန်နိုင်ငံ၊အာမေးနီးယားနဲ့ဘယ်လာရုစ်နိုင်ငံတို့ပါဝင်ကရုရှားရဲ့ဩဇာကနိုင်ငံများဖြစ်ပါတယ်။ရုရှားနိုင်ငံကဥဆောင်ဖွဲ့စည်းထားတဲ့ Eurasian Economic Union EEU ခေါ်ဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့ဖော်ရံများအစည်းအဝေးများနဲ့သဘောတူညီချက်များမှာအမေရိကန်နဲ့ဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံများကပါဝင်ခြင်းမပြုကြဘဲ ပူးပေါင်းဆောင်ရွက်ခြင်းလည်းမပြုလုပ်ကြဘူးလို့နိုင်ငံတကာသတင်းများအရသိရတာဖြစ်ပါတယ်။ယခုအခါယူကရိန်းကိုရုရှားကကျူးကျော်စစ်ဆင်နွှဲခဲ့မှုကြောင့်ရုရှားနိုင်ငံကိုအမေရိကန်နဲ့ဥရောပသမဂ္ဂအပါအဝင်စီးပွားရေးအင်အားကြီးအနောက်နိုင်ငံကြီးများကစီးပွားရေးပိတ်ဆို့ထားပြီးအဆိုပါစီးပွားရေးပိတ်ဆို့မှုများကိုကျော်လွှားနိုင်ဖို့ရုရှားနိုင်ငံကနီလန်အမျိုးမျိုးနဲ့စူးစမ်းရုံးကန်နေရတယ်လို့လည်းနိုင်ငံတကာသတင်းများမှာဖော်ပြထားပါတယ်။ခုတစ်ခါ မြင်းမှုနယ်တရချောင်းမြို့နယ်တို့မှာစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကစစ်ကောင်စီတပ်သားတအုပ်သေးဆုံးသွားတဲ့တဲ့မှာစကိုင်းတိုင်းမြင်းမှုမြို့နယ်ဂွေးပင်တော်ကြေးရွာမှာရှိတဲ့စစ်တပ်အထိုင်စခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိတယ်လို့ DGYR ပျောက်ကြားတစ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဇွန်လ24ရက်မနက်10:30မိနစ်အခန်းမှာမြင်းမှုမြို့နယ်ဂွေးပင်တော်ကြေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကင်းဗုံးများနဲ့အထိုင်စခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဲ့ဒီတိုက်ခိုက်မှုအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။နှစ်ဖက်တိုက်ခိုက်မှုအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တော်လဲဒရုန်းနှစ်စီးပြတ်ကျဆုံးရှုံးခဲ့ရတယ်လို့ဆိုပါဗျ။စစ်ခွေးတွေထိခိုက်မှုကတော့ရှိနိုင်ပါတယ်။တိုက်ခိုက်မှုအတွေ့မှာဒရုန်းနှစ်စီးပြတ်ကျခဲ့ပါတယ်။ပြန်ပစ်တာတွေလည်းရှိပါတယ်။ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့လည်းနည်းမြေပိုင်းခြားထားတာမျိုးမရှိပါဘူး။ ဒရုန်းတိုက်ခိုက်ရေးအဖွဲ့တွေမြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေဟာလိုအပ်ရင်လိုအပ်လာသလိုအကူအညီတောင်းခံရင်တွားရောက်တိုက်ခိုက်နေပါတယ်။ဒါကြောင့်ပါဝင်ထောက်ပံ့ပေးကြဖို့နဲ့တော်လိုင်းအမြန်အောင်မြင်အောင်အားတင်းထားပေးကြဖို့လည်းမေတ္တာရက်ခံလိုပါတယ်လို့ DJYR ဖြောက်ကြားတက်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကိုတော့ DJYR Yugoila Counter Revolution အစက်ဖြောက်ကြားတက်ဖွဲ့မှ DJYR Drone Team မြေမှုမျိုးနဲ့ပကဖပလက်အီကဲအေယာမွေးတက်ဖွဲ့နဲ့ငစုံမျိုးနဲ့ပကဖတိုက်နယ်တစ်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အလားတူတနင်္သာရီတိုင်းတရေချောင်းမြို့နယ်မှာရှိတဲ့ပြင်းဖြူရွာဖုန်ကြီးကျောင်းမှာခိတ္တတဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဘက်ကတဦးသေဆုံးခဲ့တယ်လို့ T5s အဖွဲ့ကပြောဆိုထားပါတယ်။မေလ29ရက်နေ့မှာတရေချောင်းမြို့မှာဝင်းစခန်းကိုတပ်အင်အားတိုးရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား80ခန်းကပြင်းဖြူသားဖုန်ကြီးကျောင်းမှာခိတ္တခဏတက်ဆွဲပြီးရေချိုးနေချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုတွေမှာဂျမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သေဆုံးခဲ့ပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိကာတော်လိုင်းဤတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့ T5 Winston တပ်ဖွဲ့အမှတ်1814ဒရုန်းတရင် DSTN9 နဲ့ဒေါင်းညင်အောင်ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။